ဖဖရီတရနေ့ဒီအာနာသိန်းနေပေါ့လေအာနာသိန်းပြီးတော့ကျွန်တော်တို့ကအာဒီလက်ရှိအာအာနာသိန်းမှုဒီလေရဖြစ်ရဖြစ်အာနာသိန်းမှုများနေလူပေါ့ဗျာဟိုဘာခုံးလဲအော်လွယ်လွယ်နဲ့စစ်တပ်ကဒီအာနာကိုလက်လွတ်မှာပေါ့ဘူးဒါကိုကျွန်တော်တို့ကရှင်းမှရှိတဲ့အဲသမိုင်းသင်ခန်းစာတွေအရာကျွန်တော်တို့ဟိုဟိုဟာလေးလာမိတယ်ပေါ့လေးလာမိတဲ့ခါကျတော့သမိုင်းသင်ခန်းစာအရာကျွန်တော်တို့ကလက်နက်ကင်ပြီးတော့မှတော်လဲမှာပဲရမယ်ဆိုတဲ့အတွေ့ ကျွန်တော်တို့မှာရှိရပေါ့ဟိုအဲ့ဒီအတွက်ကျွန်တော်တို့ကမက်စလာဘဲကနေစပြီးတော့မှဒီလက်နက်ကြိုက်တော်လေးအတွက်လူတွေစစုစုပြီးတော့မှဒီသင်တန်းတွေလွတ်ထားတယ်လွတ်တယ်ပေါ့လေလွတ်ပြီးတော့မှဒီဟိုလှုပ်ဆောင်ခဲ့တယ်ပေါ့ မျိုးသားနိုင်ငံကြီးပေါ့ရောရဲ့မျိုးသားနိုင်ငံကြီးကောဒီဇိုင်းမမတ်ဒီလောက်ကိုက်ဆောင်ရွက်နိုင်ဖို့ပေါ့လေအော်ဒီအချင်းလေးအတွက်ရည်ရွယ်ပြီးတော့မှဖွဲ့စည်းခဲ့တာဖြစ်တယ်အာပြီးရက်အမိသုံးခဲ့တာကအာကျွန်တော်တို့ရဲ့ဒီကာလအချင်းလေးရပေါ့ဗျာကာလအချင်းလေးရကျွန်တော်တို့ရဲ့လူတို့ရဲ့ဒီနိုင်ငံကြီးအာလိုချမှုအချင်းလေးတွေနောက်ပြီးတော့မှဒေါ်လာရေးလုံးနေကြတယ်ဒေါ်လာရေးအာအဖွဲ့အစည်းတွေကောင်းဆောင်တွေရဲ့ဒီနိုင်ငံကြီးလိုချမှုအချင်းလေးဒီအချင်းလေးတွေပေါ်မှာ ဟိုကြည်ပြီးတော့မှကျွန်တော်တို့ကအများလက်ခံနိုင်မဲ့အညီနာမတစ်ခုကိုဟိုရွေးချယ်ပြီးတော့မှဟိုပွဲစည်းခဲ့တာဖြစ်ပါတယ်ဒီဘေးတဘွေဒီဘေးမြေရှောက်ဘေးဆရာနာရှင်စလစ်ဟိုမြစ်ဖြတ်တိုက်ချုပ်ကြီးပေါ့နံပါတ်1က ဟိုနံပါတ်1ကတော့ဒီ Federal Democracy ပြည်တော်စုတည်ဆောက်ရေးပေါ့ဟိုနံပါတ်3ကတော့ဒီတခြားဒီတိုင်းရင်းသားတွေနဲ့ lead ရောသူရောသားတွေရဲ့ဒီရပိုင်ခွင့်တွေတန်းလူကြီးများခွင့်ရရှိပေါ့နံပါတ်နံပါတ်4ကတော့ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေါ့နံပါတ်5ကတော့ပြည်သူ့ရည်ရည်ပေါ့စသဖြင့်ကျွန်တော်တို့ဒီမန့်ချက်တွေဟိုချမှတ်ပြီးတော့မှဟိုကောက်တဲ့ပုံဆောင်ရွက်ခဲ့တာဖြစ်တယ်ပေါ့ ရောဒေတာကတော့လက်ရှိအဖြစ်ဒီအာသတ်မှတ်ထားတာတော့ဟိုကံငောခရိုင်ပေါ့ဗျာကံငောခရိုင်ဒီကလေးတောင်ပိုင်းပေါ့သတ်တရားဖြစ်ပြီးယောဂဒါအတွင်းရောအပြေရောရှိတယ်။ဥမာဟိုရင်းမပင်တို့ကလေးတို့အပေါ့တို့ဘက်မှာဆိုရင်ဒါတို့လည်းယောလို့ခံယူကြတဲ့ဒီလူတွေရှိကြတယ်ဒီဒီလူတွေရှိကြတယ်သူတို့ကကျွန်တော်ကျွန်တော်တို့ကအပြေရောလို့ခေါ်ရဲပေါ့ကျွန်တော်တို့ဒီဘက်မှာရှိနေတဲ့လူတွေကကျွန်တော်အတွင်းရောလို့ခေါ်ရဲပေါ့လေဆိုတော့ ယောဂအခုမှယောတာမဟုတ်ဘူးဟိုးရှေးဘိုးဘေးဘဝေတလီကလေးကဒီယောဆိုတာရှိလာခဲ့ပြီးတော့ပေါ့လေဟောအဲ့ဒီအနေထားရှိပါတယ်အဲနောက်တစ်ခါအော်တော်လေးရပြောရရင်လေအခုလက်ရှိကျွန်တော်တို့လှုပ်ရှားနေကြလဲဒီရောမှာပဲအဲလှုပ်ရှားနေတယ်ပေါ့လေအေးဒီဒေဘောဒီဒေရောဒီတော့ဒီလူကဝေးတဝိသစ္စာတွေကစောစော အဲ့မှာဒီတခုထပ်ပြီးတော့မှဖြီးပြီးပြောရရင်ကျွန်တော်တို့ကဒီအာနာရှင်လွတ်မြောက်အောင်တခုလည်းမဟုတ်ဘူးဒီဒေါ်လာရေးကဘာလဲဆိုတော့ငကိုဘိုးဘွားတွေလက်ထက်ကလေးကကျွန်တော်တို့ရဲ့ဒီဖြစ်တည်မှုပေါ့ဗျာရောဆိုတော့ဖြစ်တည်မှုတခုကအာဗမာဆိုတော့ဒီ လူမျိုးစည်းဝါဒအောင်မှာမှိမ့်မိတောက်ခွဲခဲ့ရတယ်ကျွန်တော်ဟိုယောဂါဗမာမျိုးရေးထဲမှာပါတယ်ဘလို့ပဲပြောပြောဟိုဒါကိုလည်းလက်ခံတယ်သို့တော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီလေကျွန်တော်တို့ကကိုကိုကိုရောလို့ပဲခံယူတယ်ခံယူတာဖြစ်တဲ့အတွက်ဒါကိုလည်းအိမ်မက်ပြေးရမယ်နော်အိမ်မက်ပြေးကြဖို့လေပေါ့အဲအဲ့ဒီအနေထားအရာကျွန်တော်တို့ကဒီအာကိုယ့်ရဲ့ဒီအမျိုးသားရေးပေါ့လေအာ identity ကိုဟိုလေပြပြီးတော့မှဟို ပေါ်လို့ရှင်နေအခုဆိုလို့ရှိပါဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့ရောရဲ့ရည်ရွယ်မှုရောဘယ်လိုထုံးနှံစင်လာတွေပတ်ဝန်းကျင်တွေဆိုတာဟိုတစ်ဖက်ဖြစ်ဒီရောဘပျောက်ကိုလာပေါ်လေရဲ့ဘော်ရီရဲ့စီးကခုပြောတဲ့သစ္စာဒိဋ္ဌံဆိုပြီးမှအချိန်စစ်ပညာသင်တန်းကတော့၉ချိန်ပြီးခဲ့တာရှိပါတယ်။တော့ဒီကောင်းဆောင်မှုစိုင်းပြီးသင်တန်းကတစ်ချိန် ပြေးခဲ့တာရှိတယ်။နောက်တစ်ခါဒီ rifle တင်တန်းပေါ့လက်ဖြောင်းတင်တန်းကဒီနှစ်ကြိမ်ပေါ့လေနှစ်ကြိမ်ပြေးခဲ့တာရှိတယ်။မျိုးသိန်းစခန်းသိမ်းအတွက်ဒီ super legend နဲ့တင်တန်းလေးပြေးတာလေးလည်းရှိခဲ့ပါတယ်။တင်တန်းအနေနဲ့ပြောရင်ဒီ15ကြိမ်ပေါ့လေကျွန်တော်တက်ဖွဲ့ကာလာတစ်ဆောင်းလုံးမှာ15ကြိမ်ဒါပြေးနိုင်ခဲ့ပါတယ်။ အဲလိုက်သားနေပြီးတော့မှအပြင်တန်းတော့ကျွန်တော်တို့စစ်တက်ဂိတ်တစ်ခုကိုဖြတ်ခဲ့ရတယ်ပေါ့လေစစ်တက်ဂိတ်တစ်ခုဖြတ်ခဲ့ရတဲ့အခါမှာကျွန်တော်မတင်ကားဘူးမတင်ကားတော့အဲ့မှာရှိတဲ့ဒီတက်ချက်တက်ချက်ကြီးပေါ့စစ်တက်ရဲ့တက်ချက်ကြီးတူရောနေပြီးတော့မှအဟိုဟာမတင်ကားဘူးဆိုပြီးတော့မှကျွန်တော်ရဲ့ဒီပါလာတဲ့ဖုန်းတွေတက်ပလက်တွေစစ်ဆေးတွေပေါ့စစ်ဆေးပြီးတော့မှဒီပုံစံ15မိနစ်လောက်ပုံစံထိုင်ခဲ့ရတဲ့အရာတွေရှိတယ်ပေါ့အဲ့ဒါတွေကဒါကျွန်တော်တို့အတွက်ဒီအမှတ်တရလေးပေါ့ဗျာ အဲနောက်နောက်တစ်ခုကကျွန်တော်ခါဒီလက်နက်ခရရရှိရအတွက်ဒီတွောခရရတဲ့ဟိုဟိုပါပဲပေါ့ဟိုဘယ်လိုပြောမလဲခီးစင်ပေါ့ဗျာ ဒီကမရောက်ခဲ့တဲ့အဲခင်းချင်းတွေလည်းအများကြီးရှိပါတယ်ဒါတကားတော့မြို့သိမ်းတိုက်ပွဲတွေမှာလည်းဟိုဒီကအချိန်ချင်းရောက်ခဲ့ပေမဲ့ဒီလူလူတို့ရဲ့ပို့တာလည်းမြစ်တာတွေကြောင့်ပဲဒါဒီကမရောက်ခဲ့တဲ့ခင်းချင်းတွေပေါ့အဲဒါမျိုးတွေလည်းကျုံခဲ့ရတာတွေအများကြီးရှိပါတယ်ဆိုတော့ဒီဒီအမှတ်တရတွေကတော့ဟိုကျွန်တော်အနေနဲ့ကတော့ဒါတော်လေးပြီးတော့လဲဟိုဘယ်တော့မှမေ့နိုင်မှာမဟုတ်တဲ့အမှတ်တရတွေပေါ့ဗျာ Okay, di jasa umai yebo ina patel lu karo di တက်ဖွဲ့ကနေပြီးတော့မှဟိုဟောပေါ့နိုင်ကိစ္စဟိုဟောဝဘုံလုံးတာဝန်ယူပြီးတော့မှဆောင်ရွက်ပေးခဲ့ရတဲ့ရှိတယ်။သူတို့ရဲ့မိသားစုတွေကိုဒီနိုင်ကူဒီထောက်ပံ့နဲ့အနေထားမျိုးတွေကျွန်တော်တို့လုပ်ပေးခဲ့တာလည်းရှိတယ်ပေါ့။ဒီထိခိုက်တဲ့ကိုလိုက်ငါဆုံးရှုံးတဲ့ရဲဘော်တွေနဲ့ပတ်သက်လို့တော့အခုတက်ဖွဲ့နေပြီးတော့မှဒီမှာလာစေဒီထောက်ပံ့ကြီးပေါ့ဗျာတက်ဖွဲ့ရဲ့အင်အားအရာပေါ့ဗျာတက်ဖွဲ့ရဲ့ဒီ ဘတ်ဂျက်အနေထားရဟိုဒလာကို3000စီပေါ့အဲဒါမျိုးစတဲ့အချင်းဒါမျိုးလေးတွေထောက်ပံ့တဲ့အနေထားတွေရရှိပါတယ်နောက်တစ်ခုကဟိုသူတို့ခြေလိုက်ငါဆုံးဆုံးခြေလိုက်ငါအစားထိုးတက်နိုင်ကိုဒါစီစီစီရင်ပေးရရရှိတယ်အခုဒီစပီးတော့မှလည်းလှုပ်ဆောင်နေတာရှိပါတယ်နေမကောင်းထိုင်မသားရင်အဲတမိုင်အဆောဆောင်မှုပြနေဖို့ဒါလည်းကုစီဆောင်ရွက်ပေးတဲ့အနေအထားတွေလည်းကျွန်တော်တို့ရှိပါတယ်။ဆိုတော့ သူတို့ရဲ့ဒီပြည့်စက်မှုတွေအဲအများကြီးကျွန်တော်တို့ကငွေကြေးအဖြစ်ဒီပြောရရင်တော့ငွေကြေးအဖြစ် contract အဖြစ်အများကြီးမလုပ်ပြနိုင်ဘူးတိုးတော့ကျွန်တော်တို့သူတို့ရဲ့ပြည့်စက်မှုတန်အောင်ဘာလို့ပေးဖို့လို့လဲဒီဒေါ်လာကြီးအောင်ဖို့လို့ဒီဒေါ်လာကြီးဟိုသုံးခန်းတိုင်အောင်ကျွန်တော်တို့ဆောက်ဖို့လို့ကျွန်တော်တို့ဒေါ်လာကြီးကနားတော့မယ်လို့လူတိုင်းလူတိုင်းဒီကြဆုံးသွားတဲ့လူတွေထိခိုက်ခံစားခဲ့ရတဲ့ရဲဘော်တွေရဲ့မျက်နှာတွေနော်ပြပြမြင်အောင်ပြီးတော့မှပုဂ္ဂိုလ်ကိုပြန်ပြီးတော့မှ ူတည်ပေးရတာလည်းရှိတယ်။စေတနာတော်မိတ်စေတလန်တ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 န်ဒါပုံလေးပြောရရင်တော့အာဒလေးဖွဲ့စည်းတွေအများကြီးရှိတယ်သို့တော့ထီရောက်တဲ့ဒီဒီလူထုကိုလုံခြုံမှုကာကွယ်မှုဒါမပေးနိုင်ဘူးပေါ့လေအာဆိုတော့ ဟိုထိရောက်တဲ့လုံခြုံမှုကောက်ွယ်မှုကိုပေးနိုင်ဖို့ဒီတစုတစ်ဖွဲ့ဆိုင်လည်းမရတော့စူပေါင်းမှရမယ်ပေါ့ဟိုတော့ကျွန်တော်တို့ data မှာဆိုရင်အာမြို့တွေတမျိုးပါမသိနိုင်သေးဘူးပေါ့မြို့တွေမသိနိုင်သေးဘူးအာမြို့တွေသိနိုင်အောင်တစုတစ်ဖွဲ့ချင်းအဖြစ်မလုံဆောင်နိုင်တာသိချာတယ်ဆိုတော့အဲဝန်ကွန်မန့်နဲ့ပဲသွားမှာပဲရအဲအဲ့ဒါကြောင့်မြို့တွေသိနိုင်အောင်ဝန်ကွန်မန့်တို့ဖြစ်အောင်ကျွန်တော်တို့တိစောက်နေတာဖြစ်ပါတယ်လူတို့ရဲ့လိုလားချက်ကလည်းဒီပေါင်းစည်းရေးပါပဲ စုစည်းညီညွတ်ရေးပဲအဲပြောရရင်တော့တဖွဲ့ကိုလည်းလူရတယ်တဖွဲ့လည်းလူရတယ်နောက်တစ်ဖွဲ့လည်းလူရတယ်စတဲ့အဖြစ်အလူရတဲ့ဟာမှာအဖွဲ့တွေများနေတဲ့အခါမှာသီးသီးရရောက်လူလူချင်းတော့မသီးသီးရောက်မလူနိုင်ဘူးပေါ့နော်ဥပမာသူ့ကျန်တော့လူတယ်အဖွဲ့စည်းတွေကလည်းသူ့ကျန်တော့လူတယ်ငါတို့ကျန်တော့မလူဘူးဘာလို့လဲအဲအာသူတို့ပဲကြောက်လို့လားငါတို့ကျန်တော့ဟိုဘာဖြစ်လို့မလူရလဲငါတို့ကျန်တော့အသိမမပြုလို့လားဆိုတာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းရှိသေးတာပေါ့ဆိုတဲ့အခါမှာဒီအခုလိုမျိုးစုစည်းလိုက်တဲ့အခါမှာ ီးသူလူထုအတွက်ဒီဝန်လို့ဝန်ပိုးတွေရော့လာတယ်ပေါ့နော်အဲအဲ့ဒါကြောင့်မို့ဟိုဒီလိုမျိုးစုစည်းညီညွတ်တဲ့အခင်းချင်းတွေကိုကျွန်တော်တို့ကမချစ်မလေးကိုတော့ဖို့လိုတယ်ပေါ့နောက်တစ်ချက်ကဘာဘာဖြစ်နေလဲဆိုတော့ကိုယ်လည်းချစ်ချစ်ရောမလုပ်နိုင်တော့သူများနဲ့လည်းဒီပူပေါင်းမဆောင်ရနိုင်ဆိုရင်ဘာနဲ့တော့တူမလဲဆိုတော့လက်နက်ကင်စပေးဆောင်ဆိုတာနဲ့ပတ်တူနေနော်ကျွန်တော်တို့ကလက်နက်ကင်စပေးဆောင်ဖြစ်တော့လို့မရဘူးကျွန်တော်တို့အသိပ္ပယ်ရှိတဲ့တော်လည်းကြီး စိတ်ပဲရှိတဲ့တော်လိုင်းကြီးဆိုတော့ပါလဲဆိုတော့ဒီကိုယ့်ရဲ့ယုံကြည်ချက်ခိုင်ချက်နောက်ပြည်သူလူထုကိုကာကွယ်ပေးရမယ်ဆိုတဲ့ယုံကြည်ချက်ပေါ့လေကျွန်တော်ဒီဟာတွေကိုချစ်ချစ်ရောက်လှုပ်ဆောင်နိုင်ဖို့ကလက်နက်ကန်စီဗီဆောင်ချစ်နေလို့မရဘူးဆိုတော့ကိုယ်မှရှိတဲ့လက်နက်တွေဟိုတစ်လက်ထဲရှိတာနဲ့နော်ဟိုနှစ်ဖွဲ့ပေါင်းလို့နှစ်လက်ရှိသွားရင်နှစ်လက်အားပို့ပြီးတော့ချစ်စီနော်လူအင်းကလည်းသူတင်ကြောင်းအဲ့လိုမျိုးတွေပေါ့လေဒီအမြင်သဘောထားတွေနဲ့ကျွန်တော်တို့က ခုလိုမျိုးပေါင်းစည်းတို့စုသွင်းညီညွတ်ရေးဆိုတာတွေကိုတည်ဆောက်နေတာဖြစ်ပါတယ်အနောက်ဘက်ကလည်းတက်ဖွဲ့ရတစ်စီကြီးကြီးဖြစ်သိမ်းရမယ်ဆိုတော့အဲအကြောင်းကိုဒါရဲဘော်တွေအားလုံးကိုလည်းဒါသိထားပြီးဖြစ်တဲ့ပေါ့နော်ဒီလေထားပြီးဖြစ်တဲ့ခါကျတော့ဗီဒီယိုနဲ့ ပတ်သက်လို့ကတော့ဒီသူတော့မရှိတော့ဘူးဒါပေမဲ့ဘာလဲဆိုတော့ကိုတီထောင်ခဲ့ရတာကိုဖွဲ့စည်းခဲ့ရတာဖြစ်တဲ့အတွက်ဒီဒီတပ်ဖွဲ့ရဲ့အမိနာမအောင်မှာကြဆုံးသွားတဲ့ပြည့်ဆက်သွားတဲ့ရေဘော်တွေအတွက်ကတော့ကျွန်တော်တို့အာဘယ်လိုပြောမလဲအာမမြတ်တာတဲ့စိတ်လေးတော့ရှိတာပေါ့ဒါတော်တော်လေးဒီချက်မကတဲ့ပုံမှုကောင်းမှုနဲ့အရွေးတစ်ခုကိုရွေးဖို့အတွက်ကဒီဟာက ဝင်ချိမနေလဲဖြတ်သိဖို့လိုတာဖြစ်တဲ့အတွက်ဒါဒီပုံမှာတော့ပုံမကောင်းလာဖို့ပဲရှိပါတယ်ဆိုတော့ PDF နဲ့ပတ်သက်လို့တော့ဟိုဒီလောက်ပါပဲနောက်တစ်ခုကတော့ဒေတာအရင်းနဲ့ပတ်သက်လာရင်လဲကျွန်တော်တို့ကဟိုကျွန်တော်တို့ရဲ့ဒီဟိုအနေဆုံးရင်းမှတ်ချက်ဒီကိုယ်ပိုင်အောက်ဆုံးခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖြစ်တဲ့ပုံတော့ကျွန်တော်တို့ရဲ့ဒီ identity ပုံမှာတခြားတော့တိုင်းရင်းသားတွေလည်းလက်ခံနိုင်တဲ့အခွင့်အရေးတွေဖြစ်လာဖို့ကျွန်တော်တို့ကယူပန်းထားပါတယ်ဆိုတော့ဟို အမျိုးသားရေးလို့ပြောတယ်အမျိုးသားနိုင်ငံရေးလို့ပြောတယ်ကျွန်တော်တို့ရဲ့အမျိုးသားနိုင်ငံရေးချင်းမြောင်းတဲ့ဒီအမြင်ချင်းမြောင်းတဲ့အမျိုးသားနိုင်ငံပို့ဘူးအစွမ်းရောက်တဲ့အမျိုးသားနိုင်ငံပို့ဘူးကျွန်တော်တို့ဒီဒီချင်းနဲ့လိုင်လျောကြီးတွေတဲ့ဒီအမျိုးသားနိုင်ငံရေးရောပဲဒီဆောင်မှာဖြစ်ပါတယ်